ော်လံမျိုးတွေအားလုံးပဲမလင်တံမအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲကျွန်တော်ရဲ့ကိုကျက်ရူပလူရှိမြင့် channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။နေ့ဧပြီလ3ရက်နေ့တာတာပတိနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအင်းချုပ်ပေါ်ပြပြီးတော့မှဖြစ်ပါရစေ။ဒီကောင်းဆောင်များကတော့၎င်းတို့ရဲ့ကိုကျူးစီပေါ့တဲ့နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအမသိမ့်ပိုက်ထားတာဒီနေ့ဆိုရင်အောင်923ရက်ရှိဖြစ်ပါရစေ။ရဲ့ဓာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့ ANP နဲ့ဘောလက်ခဲအားဆောင်မှာအကောင်60 တင်းသားဤတိုင်းဒိတ်မြို့နယ်မှာငါးကောင်တင်းသားဤတိုင်းပလောမြို့နယ်မှာတဝူးရှင်မိပြီးမုံပြီနယ်ရေဦးမြို့နယ်မှာတော့တကောင်သိဆုံးခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်ဒီမှာကတော့ဒီကောင်းဆောင်မရောက်နိုင်နေတဲ့ဘောလကဲစကန်သိမ်းပိုက်ခံရပြီးမှာတော့တက်လက်ပြီးတော့တိုက်ပွဲတွေဆင်နွှဲဖို့မဖြစ်နိုင်တော့ဘူးသိရှိတာဖြစ်တဲ့အတွက်လက်ရှိချိန်မှာဒီကောင်းဆောင်မရောက်နိုင်ဟာတစ်ပြရက်ခတ်ချင်းဘုံဘတ်တီတီကိုပညာခဲ့ပါတယ်။ပြည်သူပြည်သူချင်းကယ်ဆယ်နေရတဲ့ကျွန်တော်တို့နိုင်ငံမှာတော့လက်ရှိချိန်မှာကယ်သိရေးဆင်းနေတဲ့ပြည်သူတွေအနေနဲ့နှတ်တာ တပ်ပေါ်တီရှာဖွေခြင်းလုပ်ငန်းတွေကိုနာရည်နာထားပြီးတော့အလင်းတန်တွေရဲ့ပြင်းထန်မှုအောက်အောင်ကြည့်နေတဲ့ကာတခုမှရှိနေပါတယ်။အလင်းတွေကလည်းခဏခဏလှုပ်နေရဖြစ်တဲ့အတွက်တကူစားပဲဝင်လို့ရတဲ့ပေါက်ထဲကဝင်ရောက်ပြီးပြတင်ရတာဖြစ်တဲ့အတွက်လက်ရှိချိန်မှာတော့အနာတရည်နာထားတယ်လို့လည်းခေတ်သေးသိနေတဲ့သူတွေစီကသိရှိရပါတယ်။ဒါကတော့ Spine Pillar ကြီးရဲ့လက်ရှိနေထားဖြစ်ပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနေ့စဉ်နဲ့အမျှဘုံကျက်တက်ခတ်မှုတွေလုပ်နေတဲ့အတွက်ကင်းဒီပြည်နယ်ဘော်လကဲမြို့နယ်ရဲ့စစ်ကောင်စီကာကင်စကန်၅ခုကိုတက်ရောက်ပြီးတော့ကင်းဒီတက်တွေကသိမ်းပိုက်ခဲ့ရကြောင်းထုတ်ပြန်ခဲ့ပါတယ်။ကင်းဒီပြည်နယ်ဘော်လကဲမြို့နယ်ရှိစစ်ကောင်စီရဲ့ကာကင်စကန်၅ခုကိုသိမ်းပိုက်ပြီးစကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား60ကျော်ကိုတိုက်ဆုံးကလက်နက်မျိုးစုံ40ကျော်ရခဲ့တယ်လို့ KNP တပ်ပေါင်းစုစစ်ဦးစီးအဖွဲ့ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီက KNP နဲ့တဝမ်းလုံးမှာတိုက်ခိုက်မှုများဆက်လက်လုပ်နေတာကြောင့်သဘာဝ BND ရဲ့ဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများပေါ်ချိန်ညှိတာ အင်းဒီတပေါင်းစုထိန်းချုပ်ထားတဲ့ဒေသနယ်ပြည်သူများအပေါ်စစ်ကောင်စီရဲ့ကြမ်းပတ်တိုက်ခိုက်မှုပြုလုပ်လာတဲ့အခြေအနေပေါ်မူတည်ကစစ်စင်ရေးများလှုပ်ဆောင်သွားမယ်လို့ KNB တပေါင်းစုဦးစီးဖွဲ့ကနေပြီးတော့ဒီပေးလိုက်ပါတယ်။ဘလခဲမြို့မှာစစ်ကောင်စီရဲ့နောက်ဆုံးကာကင်းတစ်ခုမှာတော့မိုင်းထမ်းမှာပဲရှိတော့တယ်လို့ KNB တပ်မတော် AA တာဝန်ရှိသူတွေပြောထားပါဗျ။နောက်ထပ်သတင်းတွေမှာတော့အကြမ်းဖက်စစ်ကောင်စီဟာမတ်လ28ရက်နေ့ငလင်းလှုပ်ပြီးမှလည်းနိုင်ငံတော်ဝန်လီကျောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးနောက်ဧပြီလ2ရက်နေ့မှာ22ရက်နေ့ထိရက်20ကာလကိုယာယီအပြည့်ရဲ့ကာလဖြစ်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါဗျ။ အလင်တန်သိပ်ပြည်သူလူထုရဲ့စာနာထောက်ထားပြီးကုညီကယ်ဆယ်ရေးနဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းများကိုရှိန်ဟုံမြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ရေးရင်းသို့အပြစ်ခက်ရစဲခြင်းဖြစ်ကြောင်းစစ်ကောင်စီကပြောထားပါတယ်။အပြစ်ရစဲကာလာတွင်တိုင်းသားနဲ့နိုင်ငံဖွဲ့များနဲ့ခြားလက်နိုင်ငံဖွဲ့များနေဖြင့်အများပြည်သူတွာလာတုံးပြည့်ရရှိသောစစ်တွေလမ်းကြောင်းများနှောက်ရတိုက်ခိုက်ခြင်းထိခိုက်ပျက်စီးစေခြင်းများပြုလုပ်ပါကပြန်လည်တုံ့ပြန်သွားမယ်လို့လည်းပြောထားပါတယ်။ရင်းတုံ့ပြန်ချက်သည်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသောလုံခြုံရေးတပ်ဖွဲ့များရဲ့တက်စကဲများတိုက်ခိုက်ခြင်း က်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြင်းငြင်းရေးကိုထိခိုက်ပျက်စီးစေမည်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနယ်မြေချစ်တွေမှာပြုလုပ်ပါကတုံ့ပြန်သွားမယ်လို့အတီလင်းပြောကြားကြောင်းထုတ်ပြန်ထားပါတယ်။မဟာမိတ်သုံးဘက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ပဲဧပယ်လ၁ရက်နေ့မှ30ရက်နေ့အထိတလတာအပြည့်ခတ်ရက်ဆက်မဲ့ဖြစ်ကြောင်းလည်းမဟာမိတ်သုံးဘက်ကလည်းထုတ်ပြန်ထားတာအားလုံးသိရှိဖြစ်မှာ။အဲနောက်ထပ်သတင်းတွေမှာတော့မန္တလေးမြို့ရဲ့ထင်ကရမှာမြက်မဏိဖျားကြီးရဲ့တံဆောင်းတော်နဲ့ခီးတော်ပိုင်းအချို့ကိုပြီးခဲ့တဲ့မတ်လ28ရက်နေ့မွန်းတဲ့ပိုင်းကလုတ်ခတ်ခဲ့တဲ့ငလင်ရောက်ရေခပျက်စီးခဲ့ကြောင်း ရှိရပါတယ်။အဆိုပါပျက်စီးမှုဟာအေပလ၂ရက်နေ့မှာလုံခြုံရေးဖွဲ့ဝင်များ၊မိသက်တက်ဖွဲ့ဝင်များ၊လူမှုကူညီရေးကယ်ဆယ်ရေးအသင်းဝင်များနဲ့တာဝန်ရှိသူများကဖယ်ရှားရှင်းလင်းပြီးပြုခဲ့ကြတယ်လို့သိရပါတယ်။ဖယ်ရှားရှင်းလင်းစဉ်အပြက်စီးကြား၊အုပ်ပုံကြားမှာရဲနာပစ္စည်း၄၂ခုအားတွေ့ရှိခဲ့ရသဖြင့်မဟာမျက်မှုနှင့်ဖရဲရဲ့ဂေါ်ဘကအဖွဲ့တန်လည်းတာဝန်ရှိသူတွေကပြန်လည်အနက်ခဲ့တယ်လို့စစ်ကောင်စီကဖော်ပြထားပါတယ်။စစ်ကောင်စီရဲ့စစ်သားအနေနဲ့ကတော့လက်ရှိအခြေမှာလူလူကကယ်တင်ခြင်းမရှိဘဲနဲ့ဖရဲပြုဖရဲပြက်နဲ့တန်ရှင်းရေးလုပ်နေတာကိုတွေ့ရှိရတဲ့အတွက်ပြည်သူလူထုရဲ့ဝေဖန်မှုကိုလည်းခံနေရဖြစ်ပါတယ်။

ောက်ထပ်သတင်းတို့မှာတော့မွန်ပြည်နယ်ရေးမြို့နယ်မှာပြည်သူများထံမှငွေကြေးတောင်းရန်အနိုင်ကျင့်နေသည့်ပြည်သူ့စစ်ကောင်းဆောင်အေးမောင်လက်ဖေးရည်ဆိုင်၌ပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းရေးပလူတရင်မှုကထုတ်ပြန်ခဲ့ပါတဲ့။ဧပြီလ၁ရက်နေ့ National ID မှာကျောင်းရကြေးရတဲ့ရှိလက်ဖေးဆိုင်တစ်ခုမှာအေးမောင်ကိုပြစ်ထက်ခတ်ခဲ့ရာကွဲချင်းပြီးသေဆုံးခဲ့ကြောင်းအေးမောင်ဟာစစ်အာဏာသိမ်းပြီးချိန်မှာစတင်ကပြည်သူများကိုမတရားနိုင်ခြင်းချင်းငွေကြေးတောင်းခံခြင်းများလှုပ်ဆောင်ခဲ့ပြီးအချိန်ချင်းချင်းချောက်လေရှိသောပြည်သူ့စစ်ကောင်းဆောင်ဖြစ်ကြောင်းသိရှိရပါတဲ့။ပြည်သူကိုချင်းချောက်တဲ့မတရားနိုင်ခြင်းဖိနှိပ်မှုတွေအများကြီးပြုလုပ်တဲ့ အင်းမောင်ကိုကျွန်တော်တို့လိုက်နေတာကြာပြီ2023ခရက်ကသွားပြစ်သေးတယ်မကြခဲ့ဘူးကြီးကလည်းပါတယ်နောက်လက်မှာပဲထီသွားတာဆိုတော့မကြဘူးဒီနေ့ရေဘလူးတရင်တက်ခွဲနှစ်ကနေသူလက်ဖေးတောင်းနေတဲ့လက်ဖေးဆိုင်တဲ့ကိုဝင်အောင်ရှင်းလင်းခဲ့ကြောင်းရေဘလူးတရင်မှုကပြောထားပါဗျာ next time pam is အဆောင်ဘုရားဒီမကောင်းတာကိုလုံးလုံးခိုင်းတယ်ပြီးတော့ပါလို့ဆိုမိန်းကလေးတွေစစ်စစ်ရှိရမယ်ဆိုတာမျိုး dialogue ထဲမှာထည့်ပြောခိုင်းတယ်ရုပ်သံဗီဒီယိုကြီးမစကားထဲမှာပါလာတယ်ဒီဇန်ညိုဇလတ်မင်းတို့စေဆိုးကလက်ထက်မှာတော့ဒီလိုပဲပေါ်အောင်ပေါ့ကွာမင်းတို့ထိတ်ကကောင်းတော့ အတွေ့တွေလုံနေသေးတာပဲအောက်ကကောင်ကြီးအကုန်လုံးကလည်းလွဲပဲလိုက်လို့နေမှာပေါ့လွဲတယ်မှာအဲ့ဒါပေါ်ပေါ်ပေါ်တဲ့ဥဆောင်ကြီးပေါ်ကားတွေပဲဆက်ကြိုက်နေတာကျွန်တော်မိရဲ့ရှိတယ်။တနစ်ကိုပနာကားရိုက်လို့ဆိုတာတနစ်ကိုကျွန်တော်၄၅၆ကားရိုက်ရဲ့။အဲ့ဆိုခင်ဗျားတနစ်ကို၄၅၆ကားမှာပေါ်ကားတွေကိုညိုက်ပါလားဆိုတာ။ပတ်ဆိုင်ရရင်ပြီးရောဆိုရိုက်တော့မှလားဆိုတာ။အဲ့လိုလည်းမဟုတ်ပါဘူး။ပို့ဘူးဆိုခင်ဗျားတို့ကပေါ်ကားတွေရိုက်ပြနေမဟုတ်ဘူးဆိုတာ။ဟုတ်ကဲ့။ဆိုတော့ရုပ်ရှင်စီယုံကိုလည်းခင်ဗျားတချို့လူတွေတချို့လူတွေရောက်နေလူတွေကျွန်တော်ကြည့်ပြီးတချို့လူတွေကြည့်ပြီးစိတ်ထဲမှာပြည့်စုံတဲ့တချို့လူတွေကြည့်ပြီးစိတ်ထဲမှာမတင်ပါဘူး။စိတ်မတင်ပါဘူးပို့လို့။အဲ့တော့ ပြောရရင်ဗျရုပ်ရှင်လောကကြီးကအဲပုံမှန်ရုပ်ရှင်ကားတွေမှာကျွန်တော်ကြည့်တော်တော်စိတ်ပြက်စရာကောင်းတယ်တွေ့ဥမာနေဝင်းတို့နေဝင်းတို့ခုရိုက်နေတယ်နေဝင်းနဲ့ခင်လိုင်းနဲ့ရိုက်နေတယ်ခုခင်လိုင်းပေါ့ခင်လိုင်းရိုက်နေတယ်တကယ်ပါကျွန်တော်ပုံနဲ့ပြောတယ်ပေါ်ကားတွေကိုကြိုက်ပြီးတော့ပတ်သက်လူကလူကဘူဆန်းဘူဆန်းတို့အုပ်စုကခင်ဗျာတကယ်ဟိုဟာလေကျွန်တော်ဒီနေ့မှာဒရိုက်တာပြင်းပြရတယ်ကျွန်တော်ဒီနေ့မှာတချို့နေရာတချို့ကိစ္စမှာတော်တော်သဘောထားတူပါပြင်းပြရတော်တော်ပြောနေတယ်ဘူဆန်းခင်ဗျာပြင်းပြရပြောတာကတော့တော့နောက်နောက်ကြည့်ပါရုပ်ရှင်လောကမှာတကယ်ကိုခင်ဗျာ तू ပြောတာဟို ဟိုသူပြောတာတော်တော်များမှန်တယ်90ကျော်တော့တော်တော်များမှန်နေတယ်တချို့ကတွေကជីလောက်ကတ်သွားတဲ့ငလင်ကြောင့်ငလင်ဒီပြန်ပြီးတဲ့အချိန်မှာပဲအောင်မုံနဲ့ဆိုးရွားမှုရှိတဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လူတွေများအသက်ရှင်ရပ်တည်ကြရမလဲဆိုတဲ့အကြွေးတွေကလည်းစတင်ဝင်လာဖြစ်ပါတယ်။စာပိုင်းမှာတော့သိပူနေတာဖြစ်တဲ့အတွက်ဒါတွေကိုမစင်းစားသေးပေမဲ့နောက်ပိုင်းမှာတော့ဆိုးရွားမကောင်းတဲ့နိုင်ငံအဆိုးရွားမရှိတဲ့နိုင်ငံတစ်ခွေးတွေအုပ်ချုပ်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေအတွက်ဒီကိုပဲပြန်လဲတူထောင်ရေးရင်လေးစရာကောင်းတဲ့အနေထားတစ်ခုပါပဲ။ ဒီမှာတော့ဒီဒါနမရဲ့အိမ်မကြီးပေါ့နော်ဒီမှာအဲ့အိမ်မကြီးရဲ့နောက်ကရေကန်မှာရေချိုးနေရရေချိုးနေတဲ့အချိန်မှာအဲ့အဲ့ချိန်မှာဆက်ပြီးတော့ငငင်းထုတ်လိုက်တော့အစတော့ကတော့လက်ကြီးပြင်းမယ်လို့မထင်ထားဘူးပေါ့နော်အပြင်းမယ်လို့မထင်ထားပဲနဲ့အိမ်မကြီးလမ်းထဲဒီဘက်ကလမ်းကြားလေးရှိတယ်အဲ့လမ်းကြားလေးဘက်ကနေအိမ်မကြီးဘက်ကအိမ်မကြီးဘက်ကနေအပြင်ထွက်မယ်ပေါ့နော်ဒီမှာအအမနဲ့အပြင်ထွက်မယ်လို့လုပ်နေတဲ့အချိန်မှာအိမ်မကြီးကလည်းပြစ်လိုက်တဲ့အချိန်မှာတအားကိုပြန်ခါနေပြီပြန်ခါနေအဲ့ပြိုကျတော့မလားလို့အဲ့လိုမျိုးစိုးရိမ်သွားလို့ပေါ့နော်အတော်ကလည်းလာဒီနောက်ကလာဒီနောက်ကလာဆိုခေါ်ရတဲ့အနောက်ဘက်ကညီမတို့ကပြန်ပြေးတဲ့အချိန်မှာညီမတို့ကရှေ့ဆုံးကညီမအမကဥမဝန်းခွဲရအလေကောင်ညီမကနောက်ဆုံးကနေပြေးတဲ့ ချိန်မှာညီမလေးရောက်တော့အာအဆကရေရတော့ပေါ့နော်ငငင်းဆလို့ဆိုကြတဲ့ရေကန်ကွဲသွားပြီးတော့ရေကန်ကွဲသွားပြီးတော့ရေတရလည်းကုန်ဆက်ကြသွားပြီဒါပေမဲ့အဲ့အချိန်မှာညီမလေးကျမအုတ်ဟိုဘက်ဘေးကပေါ့နော်ဟိုဘက်တိုက်နိုင်ရန်ကလဲညီမတို့ဘက်ကိုလာပြီးတော့တွန်းတဲ့အချိန်မှာညီမကဒီအုံလက်ခုကြားထဲကိုညက်သွားကြရရေကန်ရဲ့ရေကန်ရဲ့အုံနဲ့ဒီဘက်ကအုံလက်ခုကြားထဲမှာဒီအောက်ပိုင်းတစ်ခုလုံးကညက်သွားပြီးတော့ညီမဘလို့မှ ဆွဲထုတ်လို့များတော့ကွနော်ဘယ်လိုမှအဲဆွဲထုတ်လို့များအမားနဲ့အတော်နဲ့ကတော့ခိုးဘက်အနောက်ဘက်ကအင်တိန်လေးကိုရောက်သွားတယ်ဒါပေမဲ့မြမဘယ်လိုမှထုတ်လို့များတော့ဒီမှာလာလို့များတော့ဘူးဆိုပြီးအော်မအမားကလည်းလာဆွဲဒါပေမဲ့သူအားနဲ့လည်းဘယ်လိုမှဆွဲလို့များဘူးဒီဘက်ကလည်းအုတ်မြင့်ရဲ့ကြီးနဲ့တိုက်ကြီးတစ်ခုလုံးကြီးနဲ့အနောက်ကိုနှီးလာတာမြမကကြတော့ဒီဂျားထဲမှာဖြစ်နေတော့ကွနော်အဲဘယ်လိုမှကွာအဲ့နေရာလေးဆွဲလို့ကိုများတော့အဲ့မှာအဲ့ငါနေရတဲ့အချိန်မှာတစ်ချိန်လုံးတအားလုံးနေဆီတော့အမကလည်းလိုမတော်ဘဲနဲ့ဖတ်ထားပြီးဆွဲထားပြီးတော့နော်ဒါပေမဲ့နောက်ကျအဲ့အဲ့ကအိမ်ကအရှိအဲ့ညီမတို့ရဲ့ဒီအနောက်ဘက်ကအိမ်က အကိုနှစ်ယောက်ကလာပြီးတော့ရေကန်ကိုတစ်ဖက်ကတွန်းပြီးတော့တစ်ဖက်ကအဲ့လိုမျိုးဆွဲထားပြီးညီမကိုဆွဲဆောင်မှညီမရတော့ပေါ့နော်အဲရေထွေးတန်းလေးကြီးဆိုတော့အိမ်ပေါ်ကလည်းဘာမှလည်းမယူခဲ့ရဘူးထမိန်ကြီးနဲ့အဲ့တိုင်းဖက်နဲ့တောင်ပါပဲပြဖက်နဲ့ချောက်တယ်လည်းကုန်းချောက်တယ်လည်းကုန်းချရရင်လည်းကြည့်ပါတော့အဲ့မှာအနောက်ခံရောက်တော့ဒီတကများရန်နေမှာဖက်နဲ့တွေဝေစားတယ်ငါကဒီမှာအပြင်ရက်ွက်ခင်းကနေအပြင်ကိုထွက်လာရတယ်အပြင်ကိုထွက်လာပြီးရဲ့အချိန်မှာညီမတို့ကအိမ်ရှိရောက်တော့အိမ်ရှိရောက်တော့အိမ်ကိုလည်းမကြည့်မိသေးဘူးတခြားဘေးဘက်ပတ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 ်ပြီးတော့ပြီးရဆိုအိမ်ဘက်ကိုလည်းမကြည့်မိသေးဘူးပေါ့နော်အဲ့ ီတမဒုတိယတစ်ကြိမ်ပါနောက်နောက်ထပ်တစ်ကြိမ်ဖြတ်လို့ပြီဖြတ်လို့ပြီညီမတို့အုံးရအောင်ဘယ်လိုမှကိုမတက်မရက်နိုင်တော့အကုန်လုံးဖတ်ရကြည့်နေအကုန်ပစ်လဲကြတော့အဲ့ဒီတိုင်းဘာမှမရှိနေရမှာတော့အဲ့လိုတွေဖြစ်လဲပြီးတော့ဒီတမအကုန်လုံး ်ဒါနှစ်ခုနှစ်ခါတိတိထုတ်တော့မကြည့်တော့မှညီမတို့အိမ်ကခုပျက်စီးသွားပြီပေါ့နော်အော်ဒီလိုဒီလိုငငယ်ရွယ်လေးနဲ့တိနေနေပေါ့နော်အဲ့လိုမျိုးမြင်တဲ့စိတ်ကိုထားထားပြီးမလို့ဒီလိုပုံစံမျိုးနဲ့တွေ့ရမှာလို့အဲ့လိုမျိုးအဲ့တော့မတွေးနေတာမိုက်အဲ့ချိန်တော့တကယ်ကိုငါဒီကနေမထွက်နိုင်တော့ဘူးဒီအုတ်တိုက်ကြည့်ရတယ်ဟိုဘက်တိုက်ကြည့်ရတယ်အနောက်ဘက်ကြည့်ဒါကြီးကိုယ့်ဘက်ကြည့်ဒါကြီးဖိနေလာပြီအုတ်တိုင်းကြီးကလည်းလဲနေပြီကိုယ့်ပုံလဲနေဆိုချိန်မှာငါတိုင်းကြီးပဲထွက်မြင်ရတော့ပဲဒီတိုင်းကြီးပဲလူတွေကလူတွေကအုတ်ပြီးလို့တည်ရဆိုတာမျိုးရှင်နေပဲရှင်နေလို့အဲ့လိုမျိုးတွေးမိလိုက်တယ်ပေါ့နော်အဲ့ချိန်တော့ဒါလာခဲ့တယ်ကိုမရောက်လို့ကိုနှစ်ယောက်ရောက်မှလည်းအဲ့မှန်ကြီးတကယ်ကိုဟိုဟာတိတ်ပြီးပေါ့နော်ဘာလို့ဆိုတော့ဘလုံးကလည်းထွက် ုံရတော့လေခြေတော်ကြီးတစ်ခုလုံးကရေကန်နဲ့အုတ်တိုင်းကြမှာအောက်ပိုင်းကြီးတစ်ခုလုံးညက်သွားတာပေါ့ညီမအဲ့ချိန်မှာတော့အော်ငါတို့ပြီးသွားပြီလားမသိဘူးပေါ့လို့တို့ကြီးဘာမှမစဉ်းစားနိုင်တော့ဘူးဘာလို့ဆိုတော့အာမမွေးညရဲ့ဝိထုကောင်းစင်လို့ပဲကြောက်တော့လမ်းမှာဆန်တော့ပါပေါ့နော်ဒီမှာဘာလို့မှမလုပ်သိဘူးညီမကျတော့အဲအမြင် အိမ်အိမ်မှာနေရတာသဘောကျရပြီပေါ့နော်။မြန်မာလောကလည်း work from home ဆိုတော့တိတ်ပြီးတော့ညှက်ချစီရလည်းမလို့ဘူး။ပိတ်ရမှာကိုထွက်ချင်တယ်ကိုသွားချင်တာရှိရင်သွားရုံပဲဆိုတော့လေ။အဲ့လိုနေလို့လည်းအိမ်မှာနေလို့လည်းနီးငွေ့တယ်ဆိုရင်မရှိဘူးပေါ့နော်။အိမ်ကိုအိမ်မှာနေရပျော်ရယ်ပေါ့နော်။အဲ့ဒါအောင်မှဒီလိုကြီးဖြစ်သွားတော့ပေါ့နော်။ချိန်ခက်မှာမဖြစ်ဆိုင်နိုင်ဘူးပေါ့နော်။ချိန်ကြည့်လိုက်လက်မခံနိုင်ဘူးပေါ့နော်။ဒီကိုယ်ရဒီလိုကြီးဖြစ်သွားတာဆိုတော့လေ။မဆက်တော့မှလည်းမတည်ဘူး။ဘယ်ဒီဗီယိုလေးမှာကတော့မင်းအောင်လိုင်းလက်ထက်၄နှစ်တာကာလအတွင်းမှာတပ်ဆိုးပေးတယ်၄ချိန်ကြုံခဲ့ပြီးတော့ ထိခိုက်ဆုံးရှုံးမှုကတော့ပိုပြီးတော့ထိခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းဆရာကိုသိမ့်မြက်ကနေပြီးတော့သုံးသပြထားတယ်ဖြစ်ပါတယ်။ဒီသူဆိုတာလက်ထက်မှာဆိုရင်တော့ဒီလောက်ထိခိုက်မှာမဟုတ်ပြင်မယ်လေ။မင်းအောင်လိုက်လက်ထက်စစ်ကောင်စီလက်ထက်မှာဒီသူကိုမကြည့်တဲ့အတွက်ဒီသူတွေဟာပိုပြီးဘာတွေကိုခံစားရဲဆိုတဲ့အကြောင်းညဝေထားဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းပြန်လည်ဝေမျှပြလိုက်ပါတယ်။ကိုနှင်းထားတဲ့မြေကြီးကိုတောင်မှမယုံရတော့ပါဘူး။မြေကြီးကအကွက်ပြီးတော့လူတွေကားတွေဟာမြေမျိုးခံလိုက်ရတယ်လို့မျိုးပြိုကျနစ်မြုပ်သွားတာကိုတောင်မှကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါပြီ။ လူတွေအတွက်အလုံးချုံဆုံးအနှွေးထွေးဆုံးနေရာဟာကိုယ့်အိမ်ဖြစ်ပေမဲ့အခုတော့ကိုနေတဲ့အိမ်ကိုလည်းမယုံကြည်ရတဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ကြပါပြီဗျာကိုယ့်အိမ်မှာကိုနေရင်းနဲ့တည်ခဲ့ကြည်ခဲ့ကြရပါပြီတည်တဲ့လူကတည်ကြည်တဲ့လူကကြည်ခဲ့ကြရပါတယ်ကြည်တယ်ဆိုတာကတကယ့်ကိုကြည်မွသွားတဲ့လူတွေက ကြည်မွကျိုးတဲ့လူတွေကကျိုးပက်ဖြစ်ခဲ့ကြရတာပါ အခိုင်အခတ်တိဆောက်ထားတာလို့ယုံကြည်ခဲ့ရတဲ့ကိုယ့်အိမ်ဟာအခုတော့စိတ်မချရတာတွေကိုမြင်တွေ့ခဲ့ကြရပါပြီ ရန်သူမျိုး၅ပါးရဲ့ရန်ကနေပြီးတော့ကိုယ့်ကိုအကာအကွယ်ပေးနိုင်တယ်လို့ယုံကြည်ထားတဲ့နှွေးထွေးတဲ့အမိုးကာဆိုတဲ့နေရာလေးတစ်ခုပါနိုင်လွန်ဝေဖာနဲ့စောက်ထားတဲ့အယုတ်အင်္ဂလီတွေလိုဘယ်ညာရိတ်ခါပြီးတော့ပြိုကျခဲ့ရပါတယ်အလွန်ကိုစိတ်မချမ်းမသာဖြစ်ရပါတယ်ခင်ဗျာဒုက္ခရောက်ရသူတွေအတွက်အလွန်ပဲကြေကွဲဝမ်းနည်းရပါအကြောင်းစိတ်ထိခိုက်ရအကြောင်းကိုအထူးအလေးနဲ့ထားပြီးတော့ပြောပေးရစီခင်ဗျာ2025ခုနှစ်ငလျင်ကပ်ပေးကြီးဟာမြမတပိုင်းမှာအဆိုးဝါးဆုံးကပ်ပေးကြီးတစ်ခုပါ သူ့ထပ်ပို့ပြီးတော့လူတွေအသေးပြောက်များတဲ့ကတ်ဆိုးကြီးဆိုလို့နာဂစ်မုံတိုင်းကြီးနဲ့ကိုဗစ်ကပ်ဘေးကြီးနှစ်ခုပဲရှိပါလိမ့်မယ်။ဘိုးချုပ်မင်းအောင်လိုင်ကအာနာကိုအတင်းအဓမ္မလူယူသိမ့်ပိုက်ထားတာဟာတိတ်မကြသေးပါဘူး။လင်းနှစ်ကြော်ကြော်လေးပဲရှိပါသေးတယ်။ဒါပေမဲ့သူအုတ်ချုပ်ပြီးတော့အာဓမ္မမင်းလုတ်တလိုမျိုးမင်းမှုနေတဲ့ဒီလင်းနှစ်ဆိုတဲ့တူတူတောင်းတောင်းကာလာလေးအတွက်မှာအလွန်ဆိုးရတဲ့ကပ်ဘေးကြီး၄ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါတွေကတော့တမိုင်းမှာ နာကစ်ကလွှဲပြီးတော့အစိုးဆုံးလူသေးပြောင်းမှုကြီးလို့ပြောလို့ရတဲ့ COVID-19 ရောဂါကပ်ဘေးနိုင်ငံတော်ရေကြီးတဲ့ကပ်ဘေးနဲ့အခုငလျင်ကပ်ဘေးကြီးကသဘာဝကပ်ဘေးကြီး၃ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုတိုင်ဦးစီးအမိန်ပေးပြီးတော့ကျူးလွန်တဲ့ပြည်တွင်းစစ်ကပ်ဘေးကြီးပါသူအားလုံးကအုတ်ချုပ်မင်းလုတ်တဲ့၄နှစ်အတွင်းမှာဒီလောက်ဆိုးရတဲ့ကပ်ဘေးကြီး၄ခုဖြစ်ပေါ်သွားတယ်ဆိုတာကိုပြည်သူလူထုအများသတိပြုမိကြပါရဲ့လား တခြားအချိန်တွေမှာဒါဆိုလို့ရှိရင်နှစ်ပေါင်း40လောက်အတွက်မှတောင်မှအဲ့ဒါလိုကတ်မျိုး၄ခုကြုံကြိုက်ဖို့ရာဆိုတာခဲရင်ပါတယ်မြမတမိုင်းကိုပဲပြန်ကြည့်ပါနှစ်ပေါင်း၄60ကျလာတောင်မှအဲ့ဒါလိုကတ်ဘေးကြီး၄ခုပေါ်တာမျိုးကရှားပါလာပါတယ်မြမအစင်လာရှေးရိုးအယူဆနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အုတ်ချုပ်တဲ့သူကအကျင့်သေးလားမကောင်းလို့သူရောက်မှအုတ်ချုပ်လို့မင်းဆိုမင်းညစ်အုတ်ချုပ်လို့အခုလို၄နှစ်အတွင်းမှာကတ်ဘေးကြီး၄ခုစိုက်တာလို့ဆိုရပါလိမ့်မယ် ါဟာမြန်မာနိုင်ငံမှာလူအများယုံကြည်လက်ရှိတဲ့အယူဆတစ်ခုမို့လို့ကျွန်တော်ကထောက်ပြတာပါဒါပေမဲ့ဒါဟာနည်းနည်းတော့ယူသီးရရောက်ပါတယ်ရှေးဟိုးဆွဲရရောက်တယ်လို့မြင်ပါတယ်ကဲဟုတ်ပါပြီဒါဟာရှေးဟိုးဆွဲလွန်းတယ်လို့သတ်မှတ်ပြီးတော့ကျွန်တော်တို့အဲ့ဒီအယူဆကိုခဏဘေးဖယ်ထားအောင်ပါကိုဗစ်ဖြစ်တာရေကြီးတာငလျင်လှုပ်တာဟာလူကတားဆီးဖို့ခက်ခဲတဲ့အရာတွေဖြစ်ပါတယ်ဒါတောင်မှလုံးဝတားဆီးလို့မရဘူးလို့အကျွမ်းမဲ့ပြောလို့ရတာဟာအဲ့ဒီမှာငလျင်တစ်ခုပဲရှိပါတယ်ကိုဗစ်ကိုလည်းစေတနာရှိလို့ရှိရင်အမျော်အမြင်လည်းရှိမယ်ဆိုလို့ရှိရင် တားစင်တဲ့လောက်တားလို့ရနိုင်ပါတယ်။ကာကွယ်လို့ရတာတွေကြိုတင်ပြီးတော့ပြင်ဆင်လို့ရတာတွေရှိပါတယ်။အခုတော့ကာကွယ်ရမယ့်အချိန်ပြင်ဆင်ရမယ့်အချိန်မှာလောဘဇောတက်ပြီးတော့အာနာကောက်သိမ်းလိုက်ပါတယ်။ပြည်သူမျက်နှာကိုမကြည့်ဘဲနဲ့သူတို့တစုလေးရဲ့အကျိုးစီးပွားကိုသာကြည့်တဲ့အတွက်အာနာငန်းဖန်းတဲ့အတွက်ကြောင့်ပြည်သူတွေမသေးသင့်မဲ့နဲ့အမြောက်အများတေးခဲ့ကြရပါတယ်။ရည်ကြီးတာကလည်းဆယ်တွေကိုစီးမဲ့ကမ်းမဲ့ဆောက်တာတွေတစ်ပင်တွေကိုခရိုနီလက်အပ်ပြီးတော့စီးမဲ့ကမ်းမဲ့ခုတ်တာတွေထုတ်လုပ်တာတွေနဲ့အများကြီးတက်ဆိုင်ပါတယ်။ဘူချစ်ဆွေတို့ S2 ဗိုတင်ဦးမိသားစုတို့အစရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေကတပ်ပင်တွေကိုပြောင်းအောင်ခုတ်ပြီးတော့ကိုကျိုးအတွက်ရောင်းစားခဲ့ကြတာတွေကိုအလုံးသိကြပါတယ်။တခြားစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ခရိုနီတွေလည်းပါဝင်ကြပါတယ်။အဲ့ဒါလိုရောင်းစားကြတာတွေတိုင်းပြည်ရဲ့တန်ဆန္ဒကိုခိုးခုတ်ကြတာတွေနဲ့ဓာတ်ရိုက်ပတ်သက်ပါတယ်။ငလျင်ဖြစ်တာကတော့ဂျိုတင်တားဆီးလို့မရပါဘူး။ဂျိုတင်တားဆီးလို့မရတဲ့အရာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့အပြစ်မဟုတ်ဘူးလို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်။ဒါပေမဲ့ ဖြစ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲတွေကိုကြည့်လို့ရှိရင်တော့စစ်အာဏာရှင်စနစ်ရဲ့စနစ်ဆိုးကြီးတံကိုပြည်သူတွေရေကျွတ်အောင်ခံခဲ့ကြရတယ်ဆိုတာကိုတွေ့ရပါတယ်။နိုင်ငံသားကနေပြီးတော့တိုက်လေရင်လေစစ်သည်မော်တွေဝယ်ယူတဲ့စစ်အစိုးရအဆက်ဆက်တိုက်ပြည်ရဲ့တန်ဆာတာဖြစ်တဲ့ကြောက်မြရတာတွေတစ်တေငားရပစွန်တွေကိုစီးမဲ့ကမ်းမဲ့သူတို့ဆွေသူတို့မျိုးတွေအကြီးပဲစားတော့အမျက်ထုတ်ကြတဲ့စစ်အာဏာရှင်တွေဟာဒီလိုကပ်ဖေးဖြစ်လို့ရှိရင်ကယ်ဆယ်ဖို့ပစ္စည်းတွေကိုကြတော့ဘာမှဝယ်ယူထားတာပြင်ဆင်ထားတာမရှိခဲ့ပါဘူး ငလင်းဖြစ်လို့ရှိရယ်အပူချိန်နဲ့တိုက်တာပြီးတော့လူရှာတဲ့ကိရိယာမျိုးကိုတောင်းမှာဆက်အာနာရှင်တွေကပြင်ဆင်ထားတာဝယ်ယူထားတာမရှိပါဘူးအခုငလင်းဖြစ်ပြီးတော့တိုက်တွေတာတွေပြိုကျတော့အဲ့ဒါတွေကိုရှင်းလင်းဖယ်ရှားဖို့ရန်ညားကြီးတွေလည်းမရှိပါဘူးကဲဆယ်ရေးသမားတွေဟာဖက်နှက်တို့အုတ်ထုတ်တို့လက်အိတ်တို့ကအစမပြည့်စုံကြဘဲနဲ့အရသာကဲဆယ်ရေးသမားတွေဆိုလို့ရှိရင်လက်ဗလာနဲ့လက်တွေအပေါက်ခံပြီးတော့ကျတော့ကဲဆယ်ရေးလှုပ်ကြတာကိုတွေ့ရပါတယ် ဲ့ဒါလိုကယ်ဆယ်ရေးသမားတွေမပြည့်မစုံတဲ့အခြေအနေကိုလည်းစစ်ကောင်စီကဖနက်အုပ်ထုပ်လက်အိတ်နဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုထောက်ပံ့ပေးရတာမျိုးမတွေ့ရပါဘူးဘုံကျော်ဇော်မင်းထွန်းကနေပြီးတော့နိုင်ငံတကာကိုထက်ဆင့်ပြီးတော့လှူဒန်းကြဖို့တောက်ခံနေတာကိုသာတွေ့ရပါတယ်ခွက်ခေါက်တဲ့အလို့ကိုတော့ဘုံကျော်မင်းအောင်လိုင်ကိုယ်တိုင်လည်းနိုင်ငံတကာကိုဖုံးလိုက်ဆက်ပြီးတော့ခွက်ခေါက်ပါတယ်ငလီလှုပ်တဲ့ပထမရက်မှာစကိုင်းတရာအသည့်ကြီးကိုပါယာယီပိတ်ထားလို့စကိုင်းကိုကူးမရတဲ့အချိန်မှာရဟတ်ရင်အုံပြုပြီးတော့ကယ်ဆယ်ရေးလှုပ်ပေးခဲ့တာမျိုးလုံးဝမရှိပါဘူးသူတို့အခုနောက်ပိုင်းမှာ အစ်စ်ဒီထရအသုံးပြုတဲ့ပါရာမော်တာဆိုတာမျိုးတွေကိုအသုံးပြုပြီးတော့စက်နဲ့ရိတ်ခါနဲ့ရေတွေပေးပို့တာမျိုးလည်းလုံးဝမရှိပါဘူးတရုတ်ပြည်ကနေပြီးတော့နောက်ဆုံးလာတဲ့ကေဆေးအဖွဲတစ်ဖွဲ့ကိုတောင်မှရဟတ်ရင်နဲ့လိုက်ပို့မပေးလို့ရန်ကုန်ကနေမန္တလေးကိုကားနဲ့သွားကြရတာမျိုးကိုလည်းအခုတွေ့ရပါတယ်အခုကပ်ဘေးကေဆေးဖို့အတွက်လေးရင်စီကိုကစက်မှာအသုံးမပြုပါဘူးစစ်တိုက်ဖို့လူတက်ဖို့အတွက်သုံးဖို့ရချန်ထားပါတယ်လူကေတာကိုရဟတ်ရင်မသုံးပါဘူးလူတက်ဖို့ပဲရဟတ်ရင်သုံးပါတယ် ငလေးလှုပ်တဲ့နေမှာတောင်မှနောင်ချိုချောင်းဦးဖြူတော့မှာလေရင်နဲ့ဘုံကျဲခဲ့ပါတယ်ငလေးလှုပ်တဲ့မလ28ရက်ကနေပြီးတော့ဒီနေ့အထိလေရင်နဲ့ဘုံမကျဲတဲ့နေ့ဆိုလို့တနေ့မှမရှိပါဘူးစကိုင်းကိုစစ်ကောင်စီရဲ့ကယ်ဆယ်ရေးတွေဖြစ်ဖြစ်မြောက်မြောက်ရောက်မလာကြပါဘူးတခြားကယ်ဆယ်ရေးအဖွဲ့တွေရောက်လာကြတာကိုလည်းစစ်ကောင်စီရဲ့လက်ဝေကံပြူစောထိတွေကချိတ်ချောက်တာတွေစစ်ဆေးတာတွေတိတ်တင်းကြပ်တာတွေကိုလှုပ်လို့တချို့ပြန်ထွက်သွားကြတာမျိုးတွေရှိပါတယ်ငလေးလှုပ်ပြီးတော့၃ရက်ကြာတဲ့အထိကယ်ဆယ်ရေးကောင်းကောင်းမလုပ်နိုင်တဲ့အတွက်မြို့ပေါ်မှာပုတ်စော်နံလာကြတယ်လို့ ဒေတာကစကိုင်းမျိုးကံပြည်သူတွေကပြောကြပါတယ်ပျက်စီးပြိုကျတဲ့အဆောက်အုံတော်တော်များများကိုလစ်လာကြည့်တဲ့အခါမှာတော့ကန်ထရိုက်တာတွေကျင့်ဝတ်ဖောက်ပြက်တို့ပြိုကျရတဲ့အဆောက်အုံတွေတော်တော်များများရှိတယ်ဆိုတာကိုတွေ့ရပါတယ်တချို့အဆောက်အုံတွေကအဆောက်အုံအဟောင်းတွေတောင်မှမပြိုဘဲနဲ့အစ်စ်တွေကပြိုကျသွားတာတွေကိုလည်းတွေ့ရပါတယ်ကျွန်တော်တို့နိုင်ငံမှာမလုံတဲ့တဲ့ဒီဇိုင်းပုံစံနဲ့အဆောက်အုံကိုစောက်လို့လည်းရနေပါတယ်သုံးဆွဲရမယ့်တန်လုံးကအစတစ်ချက်လုံးသုံးရမယ့်နေရာမှာတစ်မှတ်လုံး၅မှုလုံးကိုအချောင်းခိုးရိုက်စားလုပ်တာမျိုးတွေကိုလည်း လှုပ်လို့ရနေကြပါလေအင်္ဂလိပ်ဘီလက်မြေကအစားစံချိန်စံညွှန်းမိအောင်မဖြောဆက်ကြပဲနဲ့ရိုက်စားလှုပ်ကြတာမျိုးတွေလည်းရှိနေပါတယ်ဒါတွေဘာလို့ရှိနေကြလဲဘာကြောင့်အဲ့ဒါလို့စီးမဲ့ကမ်းမဲ့လှုပ်လို့ရနေကြလဲဆိုတော့စနစ်တကျကြက်မှတ်တဲ့စနစ်ကောင်းမရှိတာကအကြောင်းတရားပါပြည်သူလူထုအတွက်အဲ့ဒါလို့စနစ်တကျကြက်မှတ်တဲ့စနစ်ကောင်းဆိုတာလိုအပ်ပါတယ်အုပ်ချုပ်တဲ့လူတွေကတာဝန်ခံပြီးတော့စီမံလုပ်ပေးရမယ့်အရာမျိုးပါနောက်ထပ်အကြောင်းတစ်ကြောင်းကတော့လက်ပေးလို့ရှိရင်အကုန်လှုပ်လို့ရနေလို့ပါ အဲ့ဒါလို့စနစ်ကောင်းမှုရှိတာရောအကျင့်ပြတ်ခြားစားမှုရောဟာစစ်အာဏာရှင်စနစ်နဲ့တိုက်ရိုက်ပတ်သက်ပါတယ်စစ်ဆိုးရအဆက်ဆက်လက်ထက်မှာလုပ်သွားတဲ့လန်ဒရာကန်ထရိုက်တွေဆိုလို့ရှိရင်ဘီလက်မြေကအစခိုးရောင်းပြီးတော့ဘီလက်မြေအစတဲများများနဲ့စောက်ထားတဲ့လန်ဒရာတွေအများကြီးရှိရဲဆိုတာဆောက်လို့ရလောကတစ်ခုလုံးသိကြပါတယ်အဲ့ဒါလို့ CD ဘန်ပေါက်ထားသမျှတွေဟာအခုလိုသဘာဝကပ်ဖေးအန်ဒီယန်နဲ့အစမ်းသက်ခံရရတဲ့အခါမှာအကုန်ကြိုးကြကုန်တာပါပဲဘာပဲဖြစ်ဖြစ်စစ်အာဏာရှင်စနစ်ကိုလက်ညှိုးထိုးနေတယ်လို့တချို့ကထင်ကြပါလိမ့်မယ်တကယ်တော့အဲ့ဒါဟာအဖြစ်မှန်ပါလား ဗမာပြည်မှာဘာပဲဖြစ်ဖြစ်ဖြစ်သည်မြကံစုံမိုးမောင်ကြမှုမှန်သည်မြဟာဆရာနာရှင်စနစ်လက်ချက်နဲ့ဘယ်တော့မှမကင်းပါဘူး။ဘာကြောင့်အဲ့လိုဖြစ်နေတယ်လဲဆိုတော့ဆရာနာရှင်စနစ်ဆိုးကြီးဟာကင်ဆာယောဂါကြီးတစ်ခုလို့ကျွန်တော်တို့လူအဖွဲ့စည်းတစ်ခုလုံးကိုအတွင်းကနေလိုက်စားထားလို့နေရာတိုင်းမှာရောက်နေတော့ပါကျွန်တော်တို့လူအဖွဲ့ဆိုကြီးဟာကန်ဆာဆိုတဲ့အနာဆိုးကြီးနဲ့အခေါင်းပေါက်ဖြစ်နေတဲ့လူအဖွဲ့ဆိုကြီးဖြစ်နေလို့ပါဆက်အနာရှင်ကန်ဆာဆိုကြီးဟာနေရာတကာကိုအမြင့်ပွားတွေပြတ်နှံ့နေပါတယ အခုငလျင်လှုပ်ပြီးတဲ့နောက် NUG အမျိုးသားညီညွတ်ရေးဆိုရလားနှစ်ပတ်တိတိအပြစ်ခတ်ရဆဲမယ်လို့ကြေညာပါတယ်အမှန်တကယ်စောင့်ကြည့်တဲ့အခါမှာလဲလက်တွေမှာအခုချိန်အထိတော်လိုင်းရဲ့အဖွဲ့တွေထိုးစစ်မဆင်မနဲ့ရပ်ထားတာကိုတွေ့ရပါတယ်မြောက်ပိုင်းမဟာမိတ်သုံးဘွဲကလည်းအပြစ်ခတ်တလရဆဲမယ်လို့ကြေညာချက်ထုတ်ထားပါတယ်လက်တွေမှာတော့ NUG လက်အောက်ခံ PDF တွေသာမကတိကျလွတ်လပ်တဲ့အဖွဲ့တွေကလည်းလောလောဆယ်မှာတိုက်ခိုက်ကြတာမျိုးကိုမတွေ့ရပါဘူးဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA တက်တွေမောင်ဆောင်ခါလို့ BBLA တက်ဘုန်းကအဖွဲ့ စတဲ့အဖွဲ့တွေလည်းကြီးညာချက်မထုတ်ကြပေမဲ့တိုက်ပွဲဖော်တဲ့တဲ့ရင်ကိုတော့မကြားပါဘူး။မြောက်ပိုင်း၃ဘွဲ့သားမကတခြား ERO အဖွဲ့တွေရဲ့ထိုးစစ်ဆင်တဲ့အတံမျိုးကိုလည်းမကြားရပါဘူး။ဒါကြောင့်ဗိုလ်ချုပ်မင်းအောင်နိုင်ကတော့တော်လိုင်းအဖွဲ့တွေဟာတက်တည်စုဖွဲ့မှုရှိနေသေးတော့သူတို့စစ်ကောင်စီဘက်ကလည်းအပြစ်ခံမရဆက်နိုင်ဘူးလို့ထုတ်ဖော်ပြီးတော့ပြောဆိုပါတယ်။တကယ်လည်းငြိမ်လှုပ်တဲ့ရက်ခရဲကတရက်မှမနာဘဲနဲ့လီရင်နဲ့ဘုံကျဲနေပါလေ။လီရင်နဲ့ရဟရင်တွေကိုကယ်ဆယ်ရေးမှလုံးဝမတုံ့ဆုံးကြဲဘဲနဲ့ဘုံကတော့ နေ့စဉ်နေ့တိုင်းကျင်းနေတာဟာစစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်မှာထားတဲ့သဘောထားကိုအထုကိုပေါ်လွင်စေပါတယ်။ဘုံချုပ်မင်းအောင်နိုင်ဟာအပြစ်ခတ်မရဆဲနိုင်ဘူးလို့ထုတ်ပြောလိုက်တာနဲ့ပတ်သက်ပြီးတော့အချက်နှစ်ချက်ကိုသတိပြုမိပါတယ်။ပထမအချက်ကတော့ဘုံချုပ်မင်းအောင်နိုင်ရဲ့ခေါင်းမာမှုနဲ့အညိုအတေကြီးမားမှုပါ။တကယ်ဆိုလို့ရှိရင်ဒီရပိုင်းလေးအတွက်မှာဘုံကျဲတာတွေကိုခဏရက်ထားပေးပြီးတော့သူတို့လည်းပြည်သူလူထုအတွက်ကေဆယ်ရေးလုပ်ငန်းတွေပဲလုပ်ပါမယ်လို့ပြောရင်သူတို့အတွက်တစုံတရာနာမည်ကောင်း ရအောင်ဖတ်ဆင်နိုင်မှာပါပြည်သူလူထုအများစုကြီးကတော့ယုံကြည်မှုရှိချင်မှရှိပါလိမ့်မယ်ပြည်သူလူထုအများစုကြီးကသူတို့ဆက်အာဏာရှင်တွေရဲ့ရက်စက်မှုကိုအကြိမ်ပေါင်းများစွာတွေ့ကြုံခဲ့ဘူးသူတွေမို့ယုံကြည်ဖို့ခက်ခဲတာမျိုးရှိနေပါလိမ့်ဒါပေမဲ့အဲ့ဒါလို့သာသူတို့အတန်ကောင်းလွတ်မယ်ဆိုလို့ရှိရနိုင်ငံခြားတိုက်ပြည်တချို့ ਨੇ သူတို့ရဲ့လက်ပါစင်မဘာသားတွေကတော့ထောက်ခံယုံကြည်တာမျိုးရှိနေပါလိမ့်ဘူမင်းအောင်လည်းဟာအစမတန်ခေါင်းမာသူပါအဲ့ဒါကြောင့်အဲ့ဒါလို့သူ့အတွက်အကျိုးရှိမဲ့စကားမျိုးကိုတောင်းမှာ ဟန်ဆောင်ပန်ဆောင်တောင်မှပြောမထွက်နိုင်နဲ့လူတယောက်ဆိုတာကိုတွေ့ရပါတယ်ဒုတိယချက်ကတော့ဘုံမင်းအောင်နိုင်ဟာအပြစ်မရနိုင်ပါဘူးလို့ပြောနေပေမဲ့တကယ်တမ်းသူ့မှာထိုးစစ်နိုင်တဲ့အင်အားမရှိဘဲနဲ့ငလျင်ကြောက်တော်တော်လေးကိုအခြေပြက်အနေပြက်ဖြစ်သွားတာမျိုးကိုတွေ့ရပါတယ်အဲ့ဒါကိုဖုံးပြချင်လို့တမင်အပြစ်မရနိုင်ဘူးလို့ဟန်ကို့ဖို့သဘောပြောနေသလားလို့တောင်မှထင်စရာရှိပါတယ်တကယ်တော့သူ့အခြေအနေဟာအခုချိန်မှာတော်လိုင်းရေးအဖွဲ့တွေကထိုးစစ်ဆင်လာမှာကိုကြောက်နေရတဲ့အနေထားပါအခုငလျင်လှုပ်သွားတဲ့နေရာတွေကိုသတိထားကြည့်ပါ စစ်ကောင်စီထိမ့်ချုပ်စိုးမိုးရာနေရာတွေမှာအကြီးလှုပ်သွားတာပါစကိုင်းမှာတော်လိုင်းရဲ့အဖွဲ့တွေထိမ့်ချုပ်ထားတယ်လို့ဆိုနိုင်ပေမဲ့တော်လိုင်းရဲ့အဖွဲ့တွေထိမ့်ချုပ်ရာနေရာတွေကကျေးလက်ထိတာတွေပါအခုငလျင်တန်းကိုစိုးစိုးဝါခံရတာတွေကစစ်ကောင်စီအဓိကထိမ့်ချုပ်တဲ့မြို့တွေပေါ်မှာပါ PDF PLA BBLA ဘုံနကတခြား local အဖွဲ့တွေဘယ်အဖွဲ့မှငလျင်တန်းကြောင့်လူတွေတေတွားသွားတာတို့အဆောက်အုံတွေပျက်စီးတာတို့လက်နက်တွေဆုံးရှုံးတာတို့သူတို့ကိုသူတို့ကမိကိုနေတဲ့ကြေးရွာလူစုတွေတေချေ ပျက်စီးကြတာတို့ဆိုတာမျိုးတွေကိုမကြားရပါဘူး။တိုင်းငါ ERO တွေရဲ့ဒေတာတွေကိုလည်းကြည့်ပါ။နည်းနည်းပါးပါးတချို့နေရာတွေမှာထိခိုက်တာတွေရှိပေမဲ့ဘယ် ERO အဖွဲ့မှပြင်းပြင်းထန်ထန်ခန်းစားသွားရဲဆိုတာမျိုးမရှိပါဘူး။တခြားတစ်ဖက်မှာတော့ဘုံမင်းအွန်လိုင်းတို့ဘက်ကိုကြည့်ပါ။သူတို့ထိတ်သီးတွေနေတဲ့နေပြီးတော့6လုံးတန်းဆိုတဲ့အတန်းကိုတောင်မှထိသွားပါလေ။စေယုံကြုံတွေကနေပြီးတော့စစ်ဖို့ကြုံတွေခွေးပြေးဝက်ပြေးအသက်လူပြေးရတဲ့ဗီဒီယိုလည်းထွက်လာတာကိုတွေ့ရပါလေ။ သမရအိမ်တော်ပြည်ထရေးဝန်ကြီးရုံးအစိုးရဝန်ကြီးရုံးတချို့နဲ့ဝန်တန်းအိမ်ရာတွေကရစ်တထောင်စက်ဆေးရုံးတို့ဥတ္တရတိဆေးရုံးတို့ပျက်စီးခဲ့ပါတယ်။ဖျားသခင်ကစစ်အာဏာရှင်တွေရဲ့အနေမျိုးတွေကိုရွေးပြီးတော့ဒဏ်ခတ်သွားတယ်လို့တောင်မှ ပြောမယ်ဆိုလို့ရှိရင်ပြောချင်စရာဖြစ်နေပေမဲ့ပြောမထွက်စရာအကြောင်းကလည်းတစ်ဖက်မှာရှိနေပါတယ်။အဲ့ဒါကတော့စစ်ကောင်စီစုံမိုးတဲ့နေရာတွေမှာအထိခိုက်များတာမှန်ပေမဲ့တကယ်ထိခိုက်ခံစားကြရတဲ့အများစုကတော့အပြစ်ကင်းစင်တဲ့ပြည်သူတွေဖြစ်နေတဲ့အချက်ကြောင့်ပါ။အဲ့ဒါကြောင့်ဖျားသခင်ဒဏ်ခတ်တယ်လို့မပြောရရပါဘူး။ ဒါပေမဲ့ဘာပဲပြောပြောငလျင်ထန်ကြောက်အခြေပြက်အနေပြက်ဖြစ်ရတဲ့သူဟာတော်လိုင်းရေးအဖွဲ့တွေမဟုတ်ပါဘူးစစ်ကောင်စီပါစစ်ကောင်စီဘက်ကအခြေပြက်ရတာကပို့ပြီးတော့များပါတယ်လေရင်ပြေးလန်းကအစားတချို့နေရာတွေမှာခက်ခဲသွားပါတယ်အခုချိန်မှာတော်လိုင်းရေးအဖွဲ့တွေကတိုက်ခိုက်လာမယ်ဆိုရင်စစ်ကောင်စီကစစ်ကူပို့ဖို့တောင်မှခက်လောက်အောင်တချို့နေရာတွေမှာလမ်းတွေပြတ်တောက်နေပါတယ်အဲ့ဒါကြောင့်တကယ်တမ်းလက်တွေမှာစစ်ကောင်စီကတိုက်ဖို့ဆိုတာဝေးလို့တော်လိုင်းရေးအဖွဲ့တွေကတိုက်လာမှာကိုတောင်မှတိတ်တခုကြောက်နေရတဲ့အနေထားပါ။ဒါကြောင့်စစ်ကောင်စီကအပြစ်မရဖို့ပြောနေတာဟာ ဟန်ကို့ဖို့ဆိုတာမျိုးပြောတာလည်းဖြစ်ခြင်းဖြစ်နိုင်ပါတယ်နှစ်ခုစလုံးနေနေစီပါတာမျိုးလည်းဖြစ်နိုင်ပါတယ်ဗျာခေါင်းမာတာကလည်းတစ်ဖက်ဟန်ကို့ဖို့ပြောတာကလည်းတစ်ဖက်ဆိုတာမျိုးပေါ့တဘာဝကပ်ပေးတယ်ဆိုတာကတော့ရှိနေအောင်ပါပါကဘာကြီးမှာကိုကစီးမဲ့တမ်းမဲ့မှုတွေ မြောက်များစွာရှိနေတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်နဲ့ရာသီဥတုတွေပြည့်စုံနေတဲ့အတွက်သဘာဝကပ်ဘေးတွေဟာပိုပြီးတော့ဖြစ်လာစရာရှိနေပါတယ်။အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်စစ်အာဏာရှင်တွေကနှစ်ပေါင်းများစွာသဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးတာတွေတရားစာတကိုအထိတ်အကွင့်မရှိစီးမံကမ်းတွေထုတ်တာတွေစီမံခန့်ခွဲမှုအမှားပေါင်းများစွာလုပ်တာတွေအကျင့်ပြတ်ခြားစားတာတွေကြောင့်ကပ်ဘေးတွေပိုပြီးတော့ရှိနေပါတယ်။အဲ့ဒါလိုကပ်ဘေးတွေကိုမလွဲမရှောင်သာကြုံတွေ့နေရတဲ့အချိန်မှာအုပ်ချုပ်တဲ့သူကစစ်အာဏာရှင်တွေဖြစ်နေလို့ရှိရင်ခံရတဲ့ပြည်သူတွေဟာကယ်ဆယ်သူမဲ့ဖြစ်ပြီးတော့သေစစ်နာထက် ပို့သေးတာတွေဖြစ်နေအောင်မှာပါပဲဆရာနာရှင်စနစ်ရှိနေသည်များမှာနီးအမျိုးမျိုးနဲ့ကန်ဆိုးနေအောင်မှာပဲလို့ရေပုံရကောက်ချက်ချပြီးတော့ပြောလို့ရပါတယ်ဘလမျိုးတွေအားလုံးပဲအလေးကတော့ဆရာကိုသိမ့်မြက်ကံပြီးတော့သုံးသက်ပြင်ပြပြီးတော့ဖြစ်ပါတယ်တကယ်ပါပဲကျွန်တော်နိုင်ငံမှာအဓိကပင်းရင်းဖြစ်တဲ့စစ်ခွေးတွေကိုထုတ်ချပြီးတော့ပြည်သူစိုးရွားကိုမတင်မြောက်နိုင်တဲ့တပိကတော့လူပဲနေထားတယ်ပဲကြုံကြုံကျွန်တော်တို့ပြည်သူတွေဘုံကန်ရင်လည်းပဲမျက်ရည်နဲ့ဖြစ်နေမယ်ဆိုတာကျွန်တော်မြင်နေပြောနေချက်စကားတိုင်းလိုပဲအဲကြောင့်ပေါ်လန်ပြည်သူတွေအနေနဲ့ ခုလိုမျိုးဂလင်တန်းပြီးသွားပြီးတော့အားလုံးငြိမ်းချမ်းသွားပြီလို့ခင်ရတဲ့အချိန်ကြလို့တော်လိုင်းတက်တွေကနေပြီးတော့ပြန်လဲတိုက်ပွဲတွေစတင်လာတဲ့အခါမှာအူးချင်းစီတိုင်းအမိမရောနဲ့စစ်ကောင်စီကိုပေါ်လာမှုထူးစားကြပါထူးစားလို့ဆိုရင်တော့ကျွန်တော်တို့ကြုံလာတဲ့အချိန်တိုင်းမှာအိမ်မီကယ်ဆယ်မှုမရဘဲနဲ့အခုလိုမျိုးအားဒီဆုံးကြမှာဖြစ်ပါတယ်ဒါကြောင့်လက်ရှိအချိန်မှာသက်ရှင်နေသေးပြီးကယ်ဆယ်မှုချိန်မီမရဘဲနဲ့ခံစားနေရတဲ့လူတွေအနေနဲ့ စ်ကောင်စီကိုနှဆပို့တွန်းလှန်ဖို့အတွက်မိမိတို့တက်နိုင်တဲ့လောက်နေရာမှာတက်နိုင်တဲ့အရာနဲ့ပို့ပြီးအကျုံမှန်တဲ့ကုညီဖို့ရန်လိုအပ်ပါတယ်။ဒါတွေကိုအတိအထည်ရှိဖို့ပဲပါတယ်။ဒီဘော်စီတွေလုံနေပါနဲ့တော့ဒီဘော်စီလုံနေရင်တော့ညတို့ရဲ့ဓာတ်တွေအကုန်လုံးပုံတဲ့အထိဒီကောင်စီရဲ့အုပ်ချုပ်မှုအကျုံအောင်မှနေရပါလိမ့်မယ်။